ဇလန်းလေးရဲ့အဆမှာတော့နှင်းတွေဖုံးလွှမ်းနေတဲ့နေရာတစ်ခုမှာလူတစ်ယောက်ကမြေကြီးကိုတဲကြည့်မဲ့ကြည့်တူးနေခဲ့ပါတယ်။အဲဒီလူရဲ့ဘေးမှာတော့ဆေးရံတောင်းနေတဲ့လူတစ်ယောက်ရန်နေပြီးသူတို့စကားပြောနေတဲ့အချိန်မှာပဲသူတို့နားကိုကားတစ်စီးလာရက်ခဲ့ပါတယ်။ကားထဲမှာကောင်လေးနဲ့ကောင်မလေးတို့ပါလာတာဖြစ်ပြီးတော့ကားဆက်ပြက်သွားတာကြောင့်ကောင်လေးကဆင်းပြီးကာဘွန်နက်စ်ကိုဖွင့်ကားဆစ်ဆင်းနေခဲ့ပါတယ်။ကားပေါ်မှာတယောက်တည်းတက်နေခဲ့တဲ့ကောင်မလေးကမတင်ကားဖွဲရတစ်ခုခုတွေ့လိုက်ရတာမို့စတီဗန်ကိုအမြန်လှုပ်ဖို့အော်နေတော့မှပဲ အနောက်ကနေလူတစ်ယောက်ရောက်လာခဲ့ပြီးစတီဗန်ရဲ့ကောင်ကိုကော်ပြားနဲ့ရိုက်ချလိုက်ပါတယ်။ကောင်မလေးလည်းလမ်းဖြတ်ကအော်လိုက်ပြီးကားပေါ်ကနေဆင်းလာကောင်စတီဗန်ကိုအော်နှိုးနေတော့အနောက်ကနေလူတစ်ယောက်ရောက်လာပြီးသူမကိုပါဖမ်းခေါ်သွားခဲ့ပါတယ်။နောက်တစ်ခါမှဆိုရင်တော့အိမ်တလုံးထဲမှာလက်တွေကိုတန်ကျုံနဲ့တုံအောင်ခံထားရတဲ့ကောင်မလေးကိုတနာစပွဲတွေ့မြင်ရမှာပဲဖြစ်ပါတယ်။အဲဒီတော့ကောင်မလေးနားကိုလူယုံမတစ်ယောက်ရောက်လာကောင်မဖွဲမယောင်ရီလှုပ်ဖို့ကြိုးပမ်းခဲ့ပြီးသူမရဲ့ပတ်စံအိတ်ထဲကတပ်ပုံတပုံကိုထုတ်ကြည့်ခဲ့ပါတယ်။ဒီနေရာမှာတိတ်တိတ်နေခြင်းကရွှေပဲ မင်းရှာကိုအတုံးချမိရင်တေးရလိမ့်မယ်လို့လည်းထင်ချောက်ခဲ့ပါတယ်။ထိုလူထွက်သွားတဲ့အခါမှာအိမ်ပေးမှရှိနေတဲ့အပေါက်တွေကနေတဆင့်တစုံတယောက်ကသူ့မကိုချောင်းကြည့်နေကြောင်းသတိထားမိသွားပါတယ်။မနက်မိုးလေးနဲ့အခါမှာလူသက်သမားသူ့ရဲ့သွေးစွန်းနေတဲ့လက်နဲ့ခွက်ထည်ကိုနှွားနှုတ်ထည်ကကောင်မလေးကိုသွားတိုက်လိုက်ပါတယ်။ကောင်မလေးကခွေးလောင်အိမ်လုံးနေရာမျိုးထဲမှာအိပ်နေရတာဖြစ်ပြီးသူ့မမှလည်းကိုဝင်အရင်အမကြီးနဲ့ဖြစ်ပါတယ်။သူ့မကိုလူသက်သမားအပြင်ခေါ်ထုတ်လိုက်ပြီးကောင်ရိုးပေါ်မှာအိတ်စေလိုက်ကလက်ကိုတော့ဂျုံနဲ့ချီထားခဲ့လိုက်ပါတယ်။ တဖက်မှာတော့ခရီးသွားနေကြတဲ့လူငယ်တစုကကောင်မလေးတယောက်ကိုအသက်25ပြည့်ပြီဆိုတော့ဘာလို့ကြမှာလဲလို့ဝိုင်းပြီးမေးမြန်းကောင်းဗီဒီယိုရိုက်ကုန်နေတာကိုတွေ့ရမှာပါ။စာရင်နောက်ရင်ကားမောင်းနေတဲ့အချိန်မှာပဲကာဆက်ကရုတ်တရက်ရက်သွားတာကြောင့်စင်တီလိုက်တဲ့အချိန်မှာကာဘောနက်စ်ကနေမိခိုးငွေတွေထွက်နေခဲ့တာကိုတွေ့လည်ရပါတယ်။မိုက်ကတော့သူ့ကောင်မလေးနဲ့စိတ်ကောင်းနေခဲ့ပြီးလမ်းလျှောက်သွားကအနည်းနာကတက်စီဆိုင်ကိုသွားရှာမယ်ဆိုတာကြောင့်ဒီလာလေးသူနဲ့အတူလိုက်သွားပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ကနမကြံခဲ့တဲ့ဂျန်နာဟာတော်တဲ့ကိုအပေါ်သွားဖို့ထွက်လာခဲ့တဲ့အခါ တစုံတစ်ခုနဲ့ကလုံတိုက်သွားခဲ့ပါတယ်။ဒါကလူသက်သမားရဲ့အိမ်မှာရှိတဲ့ခေါင်းလောင်းလေးကိုမြည်ဟီးသွားစေခဲ့ပြီးလူသက်သမားကတယောက်ယောက်တောထဲကိုလာနေတယ်ဆိုတာကိုသတိထားမိသွားခဲ့ပြီးပဲဖြစ်ပါတယ်။ဒက်စီဆိုင်ကိုလမ်းလျှောက်သွားနေတဲ့မိုင်းနဲ့ဒေလာတို့ဟာတောထဲမှာအချက်ပွဲကိုဆင်နွှဲဖို့ပြင်နေတဲ့အချိန်မှာပဲထူးဆန်းလာတဲ့အတန်တစ်ခုကိုကြားလိုက်ရကြောင်းအင်ဂျီတွေပြောင်းဝဲလိုက်ကြပါတယ်။တကယ်တော့ခေါင်းလောင်းမြည်တဲ့ကြားလို့ထွက်လာတဲ့လူသက်သမားကသူတို့ကိုတပင်အကွဲကနေစောင့်တင်နေတာပဲဖြစ်ပါတယ်။ ဒါကြောင့်သူတို့ကဘာမှမလုပ်ဘဲအဲ့ဒီနေရာကနေထွက်ခွာလာခဲ့ပါတယ်။ဂျန်နာဟာသူတွေခဲ့တဲ့ဒူဆန်တဲ့အကြောင်းအရာခရစ်ကိုပြောပြနေခဲ့ပြီးခရစ်ကလည်းဂျန်နာစိတ်သက်သာရာရစေဖို့အတွက်အမျိုးမျိုးနှစ်သိမ့်ပေးနေခဲ့ပါတယ်။မိုင်းနဲ့ဒေလာတို့ကအကျဉ်တော်ကြောင့်လည်းရောက်ထွက်သွားပြီးတဲ့နောက်တက်စီဆိုင်လိုထင်ရတဲ့နေရာတစ်ခုကိုရောက်သွားပြီးအဲ့ဒီမှာတွေ့ရတဲ့လူကြီးတစ်ယောက်ကို55မိနစ်လောက်သွားရတဲ့နေရာမှာကားပြက်သွားလို့အကူအညီသွားတောင်းပါတယ်။ဒါပေမဲ့အဲ့ဒီလူကြီးကသူ့စီမားလဲပေးဖို့စီတိုင်းကြီးအပေါ်မရှိတဲ့အတွက်ဆွဲကားခေါ်လိုက်တာအကောင်ဆုံးဖြစ်ပြီး အိမ်ပြန်ရောက်မှပဲစီတိုင်ကီလဲဖို့အကြံပေးလိုက်ပါတယ်။ဒီလိုနဲ့ဒိုလူကြီးကဖုန်းနံပါတ်တစ်ခုကိုဆက်လိုက်ပြီးကားပြတ်ရနေရအတေးအကြကိုပြောပြလိုက်ပါတယ်။တပတ်ကဝီလန်ဆိုသူကနိုင်ယဝအတွင်းရောက်မယ်လို့ပြောလိုက်တဲ့အခါမိုက်ကကားနားမှာသူတငယ်ချင်းနှစ်ယောက်ပါရှိသေးတဲ့အကြောင်းပြောပြလိုက်ပါတယ်။ကားမှာတန်ခဲ့တဲ့ဂျန်နာဒူဇန်နာတစ်ခုကိုရုတ်တရက်မြင်လိုက်ရတဲ့အတွက်ခရစ်ကိုပြောပြလိုက်ပြီးခရစ်ကလည်းကင်မရာနဲ့အလင်းမြန်ရိုက်ကုန်းလိုက်တဲ့အခါမှာလူတယောက်သူတို့ကိုချောင်းကျင်းနေတာကိုတွေ့လိုက်ရလို့ထိတ်လန့်သွားခဲ့ပါတော့တယ်။ ဒက်စီဆန်ကိုရောင်းနေတဲ့ဒေလာကဆန်ရလူထူးလူဆန်းကြီးစကားပြောတဲ့ပုံစံကိုမတိုက်တဲ့အတွက်သူ့အရင်ဆုံးလမ်းလျှောက်သွားမယ်။လမ်းမှာတွေ့ရင်တင်ခေါ်လိုက်လို့ဆိုကထထားခဲ့တဲ့အတွက်မိုက်တယောက်သာထိုဆိုင်မှာတန်ရစ်ခဲ့ပါရယ်။မိုက်ကတော့စိတ်ပြလက်ပြနဲ့ဆန်ရှေးမှာထိုင်ဆောင်နေတော့တစုံတစ်ခုကိုထူရိုက်တန်တဲ့အတူဆဲဆုအော်ဟစ်တန်တွေကိုပါကြားရတဲ့အတွက်ဆိုင်ထဲကိုဖြည်းဖြည်းချင်းဝင်လာခဲ့လိုက်ပါရယ်။ဆိုင်နောက်ဘက်မှာထိုလူကြီးကတခုခုကိုပြင်နေတဲ့ပုံရပြီးလက်ညက်ကနာသားခဲ့တာကြောင့်မိုက်ကသူကူညီပေးမယ်လို့ပြောလိုက်ကောင်းအဲ့ဒီနေရာမှာဝင်ထိုင်လိုက်ပါရယ်။ မိုက်တရောင်ထိုပစ္စည်းအပေါ်မှာအာယုံရောင်းနေတော့ထိုလူကြီးရဲ့အနောက်ကနေတန်ခွာခြင်းနဲ့မရဲ့ကောင်ကိုရိုက်ချပြစ်လိုက်ပါတော့တယ်။ကျွန်တော်တို့ကတော့ကားပေါ်မှာထိုင်ဆောင်နေကြတော့လူတစ်ယောက်ကသူတို့ကိုတပုံလာရိုက်နေတာတွေ့လိုက်ရပါတယ်။အဲ့ဒါကြောင့်မတင်ကားရာနဲ့ကားပေါ်ကတန်ကြောင်တစ်ချောင်းကိုယူပြီးထိုလူနောက်ကိုလိုက်သွားခဲ့ပါတယ်။အဲ့ဒီမှာလမ်းပေါ်ကြာကြံရခဲ့တဲ့သူတို့ရဲ့တပုံကိုတွေ့လိုက်ရပြီးစီဆိုင်အောင်အမြန်လိုက်သွားကြဖို့ဆုံးဖြတ်လိုက်ပါတယ်။တယောက်တည်းထွက်လာတဲ့ဒေလာကတော့လမ်းမှာထူဆန်းတဲ့အတန်တွေကြားလာရလို့ကြောက်လန့်ပြီးစီဆိုင်ကိုပြန်ရောက်လာခဲ့ပါတယ်။ဆိုင်ထဲကိုရောက်တော့မရဲ့နာမည်ကိုတကြောကြောအော်ခေါ်နေခဲ့ပြီး ဒီအချိန်လူသက်သမားရောက်လာတာကြောင့်တီလာကသူတငယ်ချင်းပင်မာလေလို့မေးလိုက်တဲ့အခါဆိုင်ရှင်ကတန်းစင်ခန်းထဲမှာဖြစ်ကြောင်းပြောပါတယ်။ကောင်မလေးလေးအတော်ကြောင့်အပြင်မှာထိုင်ဆောင်နေခဲ့ရပြီးစိတ်မရှိနိုင်တော့တာနဲ့တန်းစင်ခန်းရှိရာဆိုင်နောက်ဘက်ကိုလိုက်ဝင်သွားလိုက်ပါတယ်။သူဝင်သွားတာနဲ့လူသက်သမားကလည်းဆိုင်တကားကိုအလင်းမြန်ထားပေးခဲ့ပြီးကောင်မလေးကတော့အနောက်ဘက်မှာဘသူ့ကိုမှမတွေ့ခဲ့ပါဘူး။ဒါကြောင့်ဆိုင်ရှင်ကိုမတင်ကားတော့တာနဲ့တွေ့တဲ့တန်ကြောင်တကြောင်ကိုဆွဲယူလိုက်ပြီးအပြင်ကိုပြေထွက်ဖို့လုပ်ပါတယ်။ဒါပေမဲ့ဆိုင်တကားဖွင့်လို့မရတော့ဘဲရုတ်တရက်ဆိုသလိုဂီတာတန်တွေကလည်းထွက်ပေါ်လို့လာပါတယ်။ ဂီတတန်တွေပေါ်အာယုံရောက်နေတော့မှလူသက်သမားအနောက်ကနေရောက်လာပြီးသူမကိုတတိလင်းအောင်ရိုက်ချလိုက်ပါတယ်။လက်တွေကိုတန်ကြုံနဲ့အတုတ်ခတ်ထားရတဲ့မိုက်ကတော့တတိရလာခဲ့ပြီးတီလောက်အော်ခေါ်နေခဲ့တာမို့တိတ်တိတ်မနေရင်ပိုနာမယ်လို့လူသက်သမားကပြောပါတယ်။အကယ်၍ဒီကောင်မလေးကမင်းနဲ့အတူအိတ်တယ်ဆိုရင်မင်းပစက်အိတ်ထဲမှာတွေ့ရတဲ့အလန်းလေးကရောဘသူလဲလို့မေးလိုက်တဲ့အခါမိုက်ကဘာမှပြန်မပြောနိုင်ပေကြောက်ရွံ့စွာနဲ့ပဲငိုချိန်နေခဲ့ပါတယ်။လူသက်သမားကတော့မင်းကကောင်းစိုးလေးပဲလို့ပြောလိုက်ပြီးစဉ်ဆက်နဲ့တွန်းလိုက်တဲ့အခါ ိုက်တယောက်နာကျင်စွာအဟိရင်တည်လက်သွားခဲ့ပါတယ်။အိမ်နောက်လူသက်သမားကဒေလာကိုပွေချီကထွက်သွားခဲ့ပါတယ်။ဂျန်နာနဲ့ခရစ်တိုကလမ်းလျှောက်လာကြရင်တနေ့ရမှာမိုက်နဲ့ဒေလာတို့နန်းနေကြတဲ့အတပ်ပုံကိုတွေ့လိုက်ရတဲ့အတွက်ခရစ်ကငိုပါတော့တယ်။စိတ်မာတဲ့သူဖြစ်တဲ့ဂျန်နာကတော့သူမရဲ့ကိုယ်တွေဖြစ်ရက်တွေနဲ့အနိုင်ရှင်ပြပြီးခရစ်ကိုနှစ်သိမ့်ပေးနေခဲ့ပါတယ်။ထို့အချိန်မှာပဲလူသက်သမားကြီးကလွှာသွားလို့ချော်ထက်နေတဲ့ဂျာကြီးကိုကန်ဆောင်လာကောင်သူတို့ကိုတိုက်ခိုက်ခဲ့ပါတယ်။ခရစ်ကလည်းပြန်လေခုခံခဲ့ပေမဲ့အနိုင်မရခဲ့ပဲလဲကျသွားခဲ့ပြီး ကျန်နာကိုပြေတော့လို့အဟိတရီပေးလိုက်ပါတယ်။သူမထားပြေဖို့စူးစမ်းခဲ့ပြီမဲ့လေလူသက်သမားသူ့ရဲ့ကြောပြင်ကိုဓာသွားတွေနဲ့မှုန့်ပြလိုက်ပါတယ်။အိနာခရစ်ကိုထမပြေးနိုင်အောင်လို့သူ့ရဲ့ခြေချင်းဝင်းနှစ်ဖက်ကအကြောတွေကိုဖြတ်တောက်ပြလိုက်ပါတယ်။ထို့နောက်သူ့ဆလွေတိုင်းလွယ်လာတဲ့ချင်းကျိုးသေးကိုပြစ်ထားကောင်ထွပြေးသွားတဲ့ကျန်နာနောက်ကိုပြေးလိုက်သွားခဲ့ပါတယ်။ကျန်နာဒီတိုင်းပြေးနေရင်လုံးဝမဟုတ်ဘူးဆိုတာကိုသဘောပေါက်သွားပြီးမျက်ခြေဖြတ်ကောင်တစ်ပင်တပင်ရဲ့နောက်မှာပုံနေလိုက်ပါတယ်။လူသက်သမားဟာကျန်နာနာကိုတပြေးပြေးနီးကပ်လာပြီးဖြစ်ပြီးတပင်အနောက်မှာပုံနေတဲ့ကျန်နာကတော့ အသက်တောင်ပြင်းပြင်းမရှူရတော့ပဲတိတ်တိတ်လေးငြိမ်နေလိုက်ပါတယ်။လူသက်သမားသူ့ကိုတွေ့သွားခဲ့ပေမဲ့ဒီတိုင်းဖမ်းမိသွားရင်ပျော်စရာမကောင်းတော့မှကြောင့်အသာလေးမသိကြအောင်ဆောင်းလိုက်ပြီးခရစ်စီကိုပြန်သွားခဲ့ပါတယ်။အဲနောက်သူကတရားရနေတဲ့ခရစ်ကိုတတိလေးအောင်ကြောက်တုံနဲ့ထူချလိုက်ပါတယ်။နောက်တစ်ခါမှတော့မုံစိမ့်တဲ့လူသက်သမားဟာဒေလာကိုကားနောက်ခံမှထည့်ပြီးတချင်းတအေးအေးနဲ့မောင်းလာခဲ့ပါတယ်။တော်ထဲမှာပြေးလွှားလာတဲ့ဇန်နာကတော့တရှိမှောက်ရလဲဆိုသလိုပဲထိုကားကိုတွေးလိုက်ရတာနဲ့အာကုတ်တကြီးအကူအညီတောင်းပါတော့တယ်။ ကျွန်တော်ရဲဟုဖုန်းဆက်ရမယ်ပြောတော့ဒေါလူကသူ့အိမ်မှာဖုန်းရှိတယ်လို့ဆိုကောင်ကားပေါ်ကိုတက်ခိုင်းလိုက်ပါတယ်လူသမားအိမ်ကိုရောက်တော့ကျွန်တော်ဟာအိမ်ထဲကိုပြေးဝင်သွားပြီးလူသမားကလည်းတနက်ကိုယူကအနောက်ကနေလိုက်လာခဲ့ပါတယ်ကျွန်တော်ဖုန်းကောက်ကင်ပြီးနံပါတ်တွေကိုနှိမ့်လိုက်ပေမဲ့ဖုန်းကလိုင်းမရခဲ့ပဲနိုင်ရံနေပေါ်မှာကတ်ထားတဲ့အမျိုးသမီးတွေရဲ့နှိမ့်ဆက်တက်ပြတ်ခံထားရတဲ့တပ်ပုံတွေကိုမြင်တော့မှသွေးပြတ်သွားခဲ့ပါတယ်ကျွန်တော်တယောက်အရာအားလုံးကိုနားလေသွားတဲ့အခါနောက်ကျသွားခဲ့ပါပြီလူသမားကသူ့ကိုတနက်နဲ့ချိန်ထားကကားစီခေါ်သွားပြီးကျိုးနဲ့ချီထားတဲ့ဒေလာကိုမှကား ိမ်ထဲကိုသဲသွားခိုင်းလိုက်ပါတယ်။အိမ်ထဲကိုရောက်လာတဲ့အခါမှာတော့ဒေလာကိုအခန်းတောက်မှာခြားထားခိုင်းလိုက်ပြီးဂျန်နောက်ကိုလည်းသတိလစ်သွားအောင်တနေနဲ့ရိုက်ချလိုက်ပါတော့တယ်။ကိုဝင်အရင်မှနဲ့မိမကိုတော့လူသက်သမားအငယ်ကောင်အစာဖက်ပြနေခဲ့ပြီးသူဖက်ပြတာဟာထဲအားထဲအားဖြစ်နေတဲ့အတွက်မုံစိမ့်တဲ့လူသက်သမားကထောက်ပြပေးနေရပါတယ်။ပြီးတော့ဒေလာနဲ့ဂျန်နာတို့ကိုတန်ကျိုးတွေနဲ့တုံအောင်ကောင်သူတို့ကလူသားမစားပေမဲ့သူတို့မွေထားတဲ့နွားကတော့လလဆက်ဆက်လူသားရဲ့အရာတာကိုဆဲလန်းနေပြီဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်။ဒါအပြင်သူညီကယူနေတာမို့ မင်းတို့ပါဇက်ကစကားသလုံးထွက်တာနဲ့မင်းတို့ကိုတပ်ပြစ်လိမ့်မယ်လို့လည်းချင်းချောက်ခဲ့ပါတယ်။လူတသမားကသုံးနံမဲဟာအိုဝင်ဖြစ်ကြောင်းမိတ်ဆက်လိုက်ပြီးသူညီအော်ဆွဲကတော့ဒဏ်ရာရီနဲ့ခရစ်ကိုတည်လာခဲ့ပါတယ်။အဲနောက်သူတို့ရဲ့စကားကိုနားမထောင်ရင်ဘလို့ဖြစ်မလဲဆိုတာနမူနာပြမယ်လို့ဆိုလိုက်ပြီးခရစ်ကိုဇက်ချိုတပ်ပြလိုက်ပါတယ်။ဒေလာနဲ့ဂျန်နာတို့လည်းကြောင်းလန့်တကြားနဲ့ငိုကြွေးယုံပဲတက်နိုင်ကြပါတယ်။ထိုစဉ်အိမ်ပြင်ပန်းမှာလည်းထူးဆန်းလာတဲ့အော်ဒန်ကြီးကိုကြားလိုက်ရတဲ့အတွက်အိုဝင်ကဒိတ်ဒိတ်နေစမ်းလို့ပြန်អော်လိုက်ပါတယ်။သူညီကတော့တည်သွားတဲ့ခရစ်ရဲ့အလောင်းကိုမှတမ်းတင်ထားလိုက်ပြီး ဒါကိုအိုဝင်ကအလောင်းကိုအပြင်ယူထုတ်သွားလိုက်လက်လက်ဆက်ဆက်ရှိနေတော့ခုတ်ထစ်ထားဖို့ပြောလိုက်ပါရင်ဒီလာကတော့အကြောက်လွန်ပြီးအန်နေပြီမို့ပါဇက်မဆိုထားတဲ့အရာကြီးကိုဖြုတ်ပေးလိုက်ကောင်းဒါကလူအတော်များများဖြစ်တတ်တဲ့အရာမှုအဆင်ပြေပါတယ်လို့မုတ်စိတ်လူသက်သမားကပြောပါတယ်ဒါပြင်ကြောင်ကရံတွေဖြစ်နေကြတဲ့ကောင်မလေးနှစ်ယောက်ကိုရှင်းနေပတ်လိုက်ပြီးတော့ဇနောရဲ့ပါဇက်ကိုပြန်ပိတ်ထားလိုက်ပါတယ်မိုက်ကယ်လေးမကြောင်ရင်ဒီကိုရောက်လာတော့မှဖြစ်ပေမဲ့သူရောက်လာရင်တော့အကောင်းတိုင်းတော့မဟုတ်လာတော့ဘူးလို့လူသက်သမားကဆိုပါတယ် ။အဝင်းကမိုက်ကယ်ဟာမင်းရဲ့နောက်အွယ်မှာမင်းတငယ်ချင်းနဲ့ဖောက်ပြန်နေတယ်ဆိုတဲ့အကြောင်းမှပြောပြလိုက်ပါတယ်။ဂျန်နာကတော့ဒီသတင်းကိုကြားလိုက်ပေမဲ့ထိတ်လန့်သွားတဲ့ပုံမပြတဲ့အတွက်သူမအနေနဲ့ဒါကိုသိပြီးပြီဆိုတာအဝင်းကသဘောပေါက်သွားခဲ့ပါပြီ။ဒီနိုင်ငံကလူတွေကသူတို့ကိုဖောက်ပြန်ရင်အစိုးဆုံးအရာတွေကိုလုပ်ပြတတ်ကြတယ်လို့ကြားပူတာမို့မင်းရောဘာမှမဖြစ်ဘူးလားလို့လေသူမကိုဆက်မေးလိုက်ပါသေးတယ်။ပြီးတော့မှသူ့အနေနဲ့သမီးစားကိစ္စတွေဝန်ပါချင်တာမို့မင်းမဲဆုံးဖြတ်ထားလိုက်လို့ဆိုကထွက်သွားခဲ့ပါတယ်။အပြင်ဘက်တနေရာမှာတော့အိုဝင်းရဲ့ညီကခရီးရဲ့အလောင်းကြီးကိုမနိုင်တနိုင်တယ်လာပြီး ်ခုတ်တက်ဖို့အတွက်ပြင်ဆင်နေခဲ့ပါတယ်။အဲဒီနေရာမှာလဲသွေးညင်နှန်းတွေနဲ့မို့ရင်ကောင်တွေကတဝီဝီမြင်နေခဲ့ပါတယ်။သူကပထမဆုံးခရီးရဲ့ခြေထောက်တွေကိုခုတ်ထက်လိုက်ပြီးတော့ဒီအတန်ကိုအတိုင်းသားကြားနေရတဲ့ဒေလာနဲ့ဂျန်နာတို့ကတောင်းလန့်ကထမှန်ကိုတွေ့နေခဲ့ပါတယ်။အဝင်းဟာအိမ်ပြင်ပန်းမှာအေးအေးလူလူဆေးတံထွက်တောက်နေတဲ့အချိန်အထက်ကကောင်မလေးနှစ်ယောက်ကတော့လွန်မြောက်ဖို့အရေးစတင်စူးစမ်းနေခဲ့ပါတယ်။သူတို့ဟာတန်ကြိုးတွေကနေလွန်မြောက်အောင်စူးစမ်းနေကြတဲ့အချိန်အိမ်ပေးမှာရှိနေတဲ့တရဝါကြီးကလည်းစုညံ့စွာအော်ဟစ်နေပြီး ။အဝင်းရဲ့ညီကလည်းအလောင်းကိုအားရပါရကိုခုတ်ထင်နေခဲ့ပါရင်။အဝင်းဟာကားနဲ့တနည်းအားကိုမောင်းထွက်သွားခဲ့ပြီးတဲ့နောက်တီလာနဲ့ဂျန်နာတို့ကလွန်မြောက်ဖို့အတွက်ပဲဆက်လက်ပြီးစူးစမ်းနေခဲ့ကြပါရင်။အဝင်းရဲ့ညီဖြစ်သူကတော့တရားတန်တွေကိုကြားသွားခဲ့ပြီးအခန်းထဲကိုလာကြည့်တဲ့အခါကောင်မလေးနှစ်ယောက်ဟာမရှိကြတော့ပဲသူ့အလင်းမှာအပြင်ကိုထွက်သွားကြပြီးသူ့အခန်းထဲမှာပြန်ပိတ်ထားခဲ့ကထွက်ပြေးသွားကြပါရင်။သူမတို့ကလမ်းတစ်လျှောက်ပြေးလွှားနေခဲ့ကြပြီးသူမတို့ကိုလာခဲ့မဲ့ဆဲကားရှိရာစီကိုဥတီပြေးလွှားလာခဲ့ကြပါတယ် ။အဝင်ကတော့ဒက်စီဆိုင်မှာတန်ခဲ့တဲ့မိုက်ကယ်စီကိုရောက်လာခဲ့တာဖြစ်ပြီးမိုက်ကယ်ကတတိလေးချင်အောင်စောင့်နေခဲ့ပေမဲ့အဝင်ကသူ့ကိုကျင်ဆက်နဲ့တွန်းလိုက်တာကြောင့်ဟမ်မဆောင်နိုင်တော့ပဲထအောင်မိခဲ့ပါတယ်။အဲဒီနောက်တေလာနဲ့ဂျန်နာတို့နှစ်ယောက်တည်းကဘသူကိုရွေးမလဲလို့မိကဆက်လက်နှိမ့်ဆက်နေခဲ့ပါတယ်။တပြေးသွားတဲ့ဂျန်နာနဲ့တေလာတို့ကခဒုံးနဲ့လူကြီးတယောက်ကိုတွေ့ခဲ့ရပြီးထိုလူကဆဲကာမောင်းနေသူပဲဖြစ်ပါတယ်။ဒီလာတို့ကလူသက်သမားတွေအကြောင်းပြောပြကအကူအညီတောင်းခဲ့ပေမဲ့အဖိုးကြီးကတော့မယုံကြည်တဲ့ပုံနဲ့စိတ်အေးလက်အေးနေနေခဲ့ပါတယ်။ အဲနောက်ဒေလာတို့ကတကယ်အသက်ပေးနဲ့ရင်ဆိုင်ခဲ့ရပုံပေါ်နေတာကြောင့်အဖိုးကြီးကဆေကားနောက်ကိုတက်ခိုင်းလိုက်ပါတယ်။သူ့ကားကိုတော့သူတယောက်ပဲစီးခွင့်ရှိတယ်လို့ပြောပြီးသူမတို့နှစ်ယောက်ကိုတော့ပြက်နေတဲ့ကားပေါ်မှာပဲထိုင်ခိုင်းခဲ့ပါတယ်။ဒါပေမဲ့အဖိုးကြီးကအရက်တောက်ရင်ကားကိုအေးအေးဆေးဆေးပဲမောင်းနေပေးခဲ့ပါတယ်။တနည်းအားဖြင့်ရောက်တဲ့အခါမှာတော့အစိုးပါအဖိုးကြီးကတွဲကားကိုရက်လိုက်ပြီးတနည်းတလားကိုထုတ်ယူကကောင်မလေးနှစ်ယောက်ကိုကားပေါ်ကနေဆင်းခိုင်းလိုက်ပါတယ်။ဒီတော့မှပဲအဖိုးကြီးကလည်းလူသက်သမားပဲဆိုတာကိုသိလိုက်ရပါတော့တယ်။ အဖိုးကြီးကကားဘော့ကမဆင်းမဲနေရင်တနက်နေ့ပြစ်ရလိမ့်မယ်လို့ပြောလာတာကြောင့်ကမလီတွေလည်းဘာမှမတက်နိုင်တော့ပဲကားဘော့ကနေဆင်းလာရပြီးကွင်းမြင့်နယ်မှာလမ်းလျှောက်လာကြပါတယ်။ဒီချိန်လူသက်သမားအငယ်ကောင်ကရှောက်လာပြီးတီလာကိုတားနဲ့ခုတ်သက်ပြလိုက်ပါတယ်။ပြီးတော့တီလာရဲ့ဥတွေကိုဆွဲထုတ်မသိမချင်တားနဲ့ခုတ်သက်ပြလိုက်ကောင်ဇနားကတော့အရင်အင်ဂျီစစ်ကိုပဲပြန်ခေါ်လာပြီးဖမ်းချုပ်ထားလိုက်ပါတယ်။ဝီလက်ကဇနားကိုအခန်းထဲဝင်ခိုင်းလိုက်ပြီးအိုဝင်မရှိတဲ့အခါငါကအမိန့်ပေးမယ်လို့ပြောရင်အော်စွမ်းနဲ့နှစ်ယောက်သားစကားများနေခဲ့ကြပါတယ်။ ကျွန်တော်ကတော့တာဝအခွင့်အကောင်းရုပ်ပြီးမြေကြီးပေါ်မှာကြာနေတဲ့ဒါသားတစ်ချောင်းကိုဖွက်ကားယူသွားခဲ့ပါရင်အထဲကိုရောက်တော့ကျွန်တော်ဟာပိုက်ကြီးတဲ့ကောင်မလေးရှာအဖြတ်ခံထားရတာကိုတွေ့လိုက်ရပြီးတော့အယံတနာသွားပါတယ်။ဒါကြောင့်ဒီကနေ့လုံအောင်ကုညီပေးမယ်လို့ပြောကောင်သူမလည်းကကြိုးကိုဖြီးပေးလိုက်ပါတယ်။ဒီအချိန်အပြင်ကရုပ်သက်သက်အတန်တွေကိုကြားလိုက်ရလို့ကျွန်တော်တယောက်အချိန်နေသွားကြည့်နေတော့မှပဲပိုက်ကြီးတဲ့ကောင်မလေးကသူ့ဘိုက်ကိုသူဓာတ်နဲ့အဆက်မပြတ်ထိုးပစ်ခဲ့ပါတယ်။မကောင်းဆိုးဝါးကောင်တွေရဲ့ရှင်သွေးကိုမလို့ကျွန်တော်ကြောင်လေးဖြစ်တယ်လို့ဒီငရေတွင်နေကနေလွန်မြောက်ဖို့အတွက် နောက်ဆုံးထွက်ပေါက်အနေနဲ့သူမကိုသူမအဆုံးစီရင်သွားခဲ့ပါတယ်။ဒါကိုအယူကဝင်လာတဲ့အခါမြင်တွေ့သွားခဲ့ပြီးအိုဝင်းကိုကြွေးကတန်နာကိုလည်းရိုက်နေပါတော့တယ်။ဝီလက်ကတော့အိုဝင်းနဲ့လမ်းမှာတွေ့ကြတဲ့အခါမှာမင်းကြီးကအခုရက်ပိုင်းဆေးယူပေါက်ပြီးတော့လှုပ်ချင်ရရှောက်လုံနေတယ်။ဒေလာကိုလည်းခုံတက်လိုက်ပြီးတော့ဆေးယူပေါက်ရရှောက်လုံနေတဲ့အတွက်နင်းနေပပထိန်အောင်လို့ပြောလိုက်ပါတယ်။ပြောချင်ရပြောပြီးထွက်သွားတဲ့ဝီလက်ကြောင့်အိုဝင်းလေးစိတ်တူပြီးအိမ်ကိုအမြန်ပြန်ခဲ့ပါတယ်။အိမ်မှာတော့ဂျန်နာသွေးလင်းလင်းနဲ့တတိလေးလေးရရှိနေပြီး အဝင်ကတော့အင်ရှိကနေအော့စဝက်ကိုအော်ခေါ်နေခဲ့ပါတယ်။အဝင်အိမ်ထဲဝင်လာတော့တေဆုံနေတဲ့ကိုဝင်တဲ့ကိုတွေ့လိုက်ရပြီးသူညီကတော့ငိုကျင်းနေခဲ့ပါတယ်။ကိုဝင်တဲ့တေသွားလို့ပိုစိတ်တူသွားတဲ့အဝင်ကညီဖြစ်သူကိုမမဲနေတာကြောင့်ဒီမခံနိုင်တော့တဲ့အော့စဝက်တယောက်စိတ်ယူတွေဖောက်လာပါတယ်။ဒါကြောင့်အဝင်တယောက်ဆိုင်ရိုင်းနဲ့ဝင်နေတဲ့သူညီကိုတချင်းဆိုပြီးတော့ပြန်ချော့ခဲ့ရပါတယ်။တခါတလေမှအရာရာတိုင်းကစီစဉ်သလိုဖြစ်မလာနိုင်ကြောင်းပြောပြပြီးဒါကဘဝပဲလို့ဆိုပါတယ်။ပြီးတော့ကောင်မလေးအလောင်းသားသွားလိုက်ကောင မတို့နှစ်ယောက်တည်းကဘသူကကလေးအဖေလဲဆိုတာပူစရာမလိုတော့ဘူးပေါ့လို့ပြောပါတယ်။အဲဒီနောက်ပတ်ကြီးတဲ့အလောင်းကိုအသားခုတ်တဲ့နေရာစီတဲသွားပြီးခုတ်ထင်းနေတော့တတိပြန်ရလာတဲ့ဇနာကတော့တရင်တရင်နဲ့ထွက်ပြေးသွားခဲ့ပါတယ်။တစ်ဖက်မှာဝီလဲဟာကားမောင်းနေရင်းနဲ့သူ့ရဲ့ပလင်မပါလာမှန်းသိရတဲ့အတွက်ကားကိုပြန်လဲလိုက်ပါတယ်။ဇနာကတော့ကားပေါ်မှာတတိလင်းနေတဲ့မိုက်ကိုသွားခဲ့ဖို့စူးစမ်းနေခဲ့ပြီးမိုက်ကနိုးလာတော့အော်ဖို့လုပ်နေတဲ့အတွက်မအော်ဖို့တန်းလိုက်ပါတယ်။အဲဒီနောက်ကျိုးဖြည့်ပေးလိုက်ပြီးကားမောင်းပြေးဖို့လှုပ်ကြရင်ကားတကားပိတ်တဲ့အတန်ကိုအိုဝင်ကကြားသွားပါတယ်။ မိုက်ကတော့ကားထဲမှာတနက်တလက်ကိုတွေ့သွားပြီးတော့စိတ်ပြောင်းသွားပါတယ်။သူကဒီနေရာကိုဖျက်ဆီးဖြစ်မယ်လို့ပြောလိုက်ပြီးဂျန်နာတာနဲ့ဂျာကာနီကားတော့ကိုယူသွားခဲ့ကအိမ်ထဲကိုဝင်သွားခဲ့ပါတယ်။တနက်အာကုန်းနဲ့လူသက်သမားတွေကိုလက်တုံးပြန်မှုရှာဖွေနေခဲ့ပြီးအိမ်ထဲမှာဘယ်သူမှမရှိတာကြောင့်အိမ်ပြင်မှာရှိနေတဲ့တာခုတ်တဲ့နေရာကိုသွားကြည့်တဲ့အခါမှာတော့အိုဝင်းကရုတ်တရက်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့မိုက်ကိုဒါနဲ့ခေါ်လိုက်ရင်ဒါကနံရံမှညက်သွားလို့ပြန်ထုံနေတဲ့အချိန်မိုက်ကသူ့ကိုတနက်နဲ့ပြစ်ထဲလိုက်ပါတယ်။ ကျောင်းချင်းနွားထီကျဲ့တောင်းလန်းဖွဲ့အော်ဒါနဲ့အတူနောက်ထပ်သနက်တန်ကပေါ်လာခဲ့ပြီးမိုက်တယောက်မြေပြင်ပေါ်ကိုလဲကျသွားပါတော့တယ်။တဟောင်ဝေးလဲပြန်ရောက်လာဖြစ်ပြီးမိုက်ကိုလဲတနက်နဲ့နောက်တစ်ချက်ပြစ်လိုက်ပါတယ်။လဲကျသွားတဲ့မိုက်ကိုတရွေနဲ့ထွေကောင်ရှက်ကြည့်နေတဲ့ဝီလဲရဲ့ကောင်ကိုဂျန်နာကအနောက်ကနေဒါနဲ့ခုတ်ပြန်လိုက်ပါတယ်။အပြင်းပြင်းနဲ့ခုတ်ချလိုက်တာမို့ဒါကဥကောင်းထဲကိုနက်နဲ့ရှိုင်းရှိုင်းဝင်သွားခဲ့ပြီးဝီလဲလေလဲကျတည်ဆုံသွားပါတယ်။အတန်ငယ်နေတဲ့မိုက်ကတော့ဂျန်နာကိုကာတော့ပေးလိုက်ပြီးထွက်ပြေးခိုင်းလိုက်ပါတယ်။ ဒီအချိန်အော့စဝဲကရောက်လာခဲ့ပြီးသူတို့ပြောနေတဲ့နေတီတီရဲ့လောင်အိမ်တကားကိုဖွင့်ပေးလိုက်တဲ့အခါလူဘလူကြီးတကောင်ထွက်လာပါတယ်။ပြီးတော့မိုက်ကိုကိစားပြစ်လိုက်ပြီးဇနာကိုပါတိုက်ခိုက်ဖို့လဲလာပါတယ်။ကျနာကတော့ဘေကတနက်ကိုလမ်းယူလိုက်ပြီးမကောင်းဆုံးဝါကောင်ရဲ့ကောင်းကိုရိုက်ကားထွက်ပြေးခဲ့ပါတယ်။အော်စဝဲကကောင်မလေးကိုလိုက်ဖမ်းဖို့ခိုင်းစေခဲ့ပြီးမကောင်းဆုံးဝါကြီးကလည်းကျနာနောက်ကိုတဟုန်ထိုးလိုက်သွားလိုက်ပါတယ်။သူကတော့တနက်ကိုကောင်းလိုက်ပြီးကျနာကိုမင်းတော့တေးပြီးပဲလို့ရှေ့ရွနေလိုက်ပါတယ်။ကျနာခမရလွန်မြောက်ဖို့ကားစီဝင်ပြေးခဲ့ကောင် ဆက်တင်နိုဘီထွက်ပြေးဖို့စူးစမ်းပေမဲ့အော့စဝဲကအိမ်ထဲကနေတနက်နဲ့လမ်းပြလိုက်လို့ကောင်းပွင့်သွားပါတယ်။အိမ်နောက်လူဘလူကြီးကလည်းကားထဲကိုအတင်းတိုးဝင်ပြီးဇန်နာကိုစားတောင်းပြလိုက်ရင်ဇလန်လေးကလည်းပေးဆောင်လို့သွားခဲ့ပါတယ်။ဇလန်လေးကိုတိုင်းနေတတ်တဲ့ဆိုရင် channel လေးကို subscribe လေးနှိပ်သွားပေးဖို့မမေ့ပါနဲ့နော်။